ကိုကိုဝေမချတေးတဲ့သူတွေဆိုလို့ရှိရင်ဒီဒီဗီယူလေးကိုကြည့်သွားပေးနော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကိုမမတွေဝေချရအောင်လို့လာပြီးတော့တက်ပြပေးပေးနော်။ဘာကြောင့်လဲဆိုလို့ရှိရင်2023မှာလည်းဝေမချခဲ့ဘူး။2024လည်းဝေမချဘူးပေါ့နော်။နောက်ပြီးတော့အခု2025တော့ရောက်နေပြီဆိုရင်ကိုရဲ့အဘဝိကဗလာတော်ဖြစ်နေပြီလဲဆိုတာကိုကိုတိုင်းပဲသိပါတယ်နော်ဒါကြောင့်မလို့ကိုအမတို့ပြောချင်တာကဝိချပါခန္ဓာကိုယ်ကျမ်းမာမှာကိုလှုပ်ချင်တာတွေကိုဖြစ်ချင်တာတွေဖြစ်မှာပါနော်အဲကြောင့်မှကိုလိုချင်တဲ့တာကက်ကိုလေရောက်မှာပါ သူများရဲ့အသက်40ကျော်လို့ဆိုလို့ရှိရင်တော်တော်လှနေကြပြီเนาะအသက်40ကျော်ကဘဝကအသက်40ကျော်မှဆရာလို့ပြောပါတယ်เนาะဒါကြောင့်မလို့ကိုကိုကိုယ်တိုင်လည်းအသက်40ကျော်ပြီဆိုလို့ရှိရင်သူများတွေလှပနေတာကိုငင်းနေနဲ့ကိုကိုတိုင်ပဲဝေချပါဒါကြောင့်မှပတ်စံကြီးပဲရှားနေလို့လည်းမရဘူးเนาะ sorry ဝင်နောက်လည်းလိုက်နေလို့လည်းမရပါဘူးကိုခန္ဓာကိုယ်လည်းကျန်းမာပြီးလှပနေမှအဆင်ပြေမှာပါเนาะခန္ဓာကိုယ်ကကျန်းမာတွတ်လက်နေမှငွေဆိုတာကအချိန်မေးချလို့ရတယ်ကျန်းမာမှာ ကျမ်းမာမဒီငွေဆိုတာလည်းခြာလို့ရမှာပါနော်ငွေနောက်လိုက်နေပြီးမှကိုကမကျမ်းမာမဘူးဆိုလည်းအလကားပါပဲနော်ဒါကြောင့်မလို့သူများရဲ့အသက်40ကျော်တော့လှနေတာကိုကိုရိုင်လည်းအသက်40ကျော်ပြီဆိုရင်နော်ဝိတ်ချဖို့အတွက်အသင့်တော်ဆုံးဖြစ်ပါပြီနော်ဒါဗာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ2025မှာဝိတ်မချဘူးဆို2026 2029နောက်တဲ့ အဲ့ရဲ့နှစ်ဒီမှာကိုကတဖြည်းဖြည်းနဲ့ရဲ့ရဲ့ရက်တည်းကနေလာလာလာတည်းကနေနှစ်နေပြီးမှ overweight ဖြစ်နေတက်တက်တော့မှာပါနော်140 130ဆိုရင်တော့ overweight ဖြစ်နေပြီ200ဆိုလို့ရှိရင်တော့သွားပြီပေါ့နော်တော်တော်ဝါးနေပြီဒါဆိုရင် ကိုကိုတိုင်းဝိချဖို့အတွက်ပူအစီအနှစ်ဖြစ်နေပြီပေါ့နော်ဝိမချဘူးဆိုရင်သူ့ရဲ့ယောဂါနေဖြစ်လာမှာပါနော်ဘာယောဂါနေဖြစ်လာမလဲဆိုလို့ရှိရင်အသေးစီဖုံးတာနှလုံးစီဖုံးတာပြီးရင်တွေးတူးတာဆေးတွေတောက်နေရမယ်ပေါ့နော်ပြီးခဏပေါ့နော်ခဏတစ်ပြုတ်လဲချိုင်တာမောနေတာဒူးနေတာခါးနေတာအရှင်းနဲ့နောက်ချောင်းနေတာမောနေတဲ့သူတွေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်သွားပြီနော်ဒါမှလည်းကိုယ့်ရဲ့အကျိုးကျေးဇူးတွေဖြစ်မှာပါနော်ကိုကိုယ်တိုင်မှန်ကြည့်ပြီးမှ သူများကပြောနေမယ်ပေါ့နော်အမတအားဝတာပဲမိနစ်ကလည်းဝရလဲအခုလည်းဝနေတော့ပဲဝိမချဘူးလားလို့ပြောနေမယ်နော်အဲ့ဒါကဘာကြောင့်လဲဆိုရင်ကိုကိုကိုတတိပေးနေတာသူများတွေကလေဒါကမနာလို့လို့ပြောတာမဟုတ်ဘူးနော်အဲကိုကိုကိုတိုင်းချမ်းမာဖို့အတွက်သူများတွေတတိပေးနေတာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကိုရှိမာဒီ the one you လေးအားပေးလို့ရပါတယ်နော် ဥပဝိတ်သမားတွေဆိုလို့ရှိရင်ဆွဲပြီးတော့သုံးရပါမယ်เนาะသူကတလားစာဆိုသုံးဘူးပါပါတယ်အဲဒီရဲ့တဘူးမှာဆိုလို့ရှိရင်၁၀ရက်စာပေါ့เนาะဒါကြောင့်မလို့ဒီယိုလေးကိုလည်းစားမယ်မနေ့ပိုင်းကိုတနအိခွဲတနအိလမ်းချောက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခဏကွာအချိုးစားလေးပြန်ပြီးတော့ညီလာမှာဖြစ်ပါတယ်เนาะသွေးလည်းဖက်ဘူးကောင်းလာဖြစ်တဲ့အတွက်အဲနှလုံးစီဖုံးနာတွေအသေးစီဖုံးနာတွေမဖြစ်တော့ပါဘူးเนาะဒါကြောင့်မလို့အားပေးလို့ရပါတယ်ရှင်ဒီသဝိုင်းယိုလေးကအခုတော့တဘူးကို16500ကျပ်ဖြစ်သွားပါပြီเนาะတဲလေးကြီးအဲ့ဒါလေးလာပြောပြတာပါကျေးဇူးအများကြီးတင်ပါတယ် 哒哒。